လက္ခဏာနဲ့ပတ်သက်ပြီးလေးလံမိတဲ့အချက်တွေပြောခြင်းနဲ့ပြဒီတစ်ခေါက်ပြောခြင်းတာကတော့ဇေယထီယိုဇေယထီယိုဆိုတာပါလဲကြည့်အောင်ပြမိတ်ဆွေရဲ့လက်ညှိုးအောက်တတပရိဂျိုကိုပါဒီလိုမျိုးထိုးတက်နေတဲ့လမ်းကြောင်းလေးတစ်ခုပါလားအဲ့လိုမျိုးထိုးတက်နေတဲ့လမ်းကြောင်းပိုင်းဇေယထီယိုလို့ပေါ်ပြောပါလေတချစ်ကပိုင်းလဲအဲ့လိုမျိုးသတ်မှတ်ပါလေဇေယထီယိုပါသူတိုင်းဟာသူတော်ကောင်းတွေများတယ်ဗျာ ဘလောက်ပဲစိုးခဲ့မိုက်ခဲ့ပါသည်အတိနဲ့တတိနောင်ရတရားနဲ့ပြန်လဲပြုတ်ပြင်တဲ့နေရာမှာအမြဲတမ်းစင်ကြယ်တဲ့သူတို့ပါအမောအမှန်ပြင်ပြနိုင်စွမ်းရှိတယ်တနည်းပြောရင်တော့စိတ်တူဝှရှိတဲ့သူပြသူတို့ကတည်တည်ရဲ့နဲ့မပြောတတ်ဘူးမပြောချင်လို့မပြောတာလည်းပါမယ်နောက်ပြီးတော့အလောက်ကန်နဲ့ပတ်သက်ရင်ဒီလူတွေကတေချာကိုဥဆောင်ပြီးတော့လုပ်တတ်တယ်ဒါမဲ့မကောင်းတဲ့ချက်က ဘလောက်ပဲကိုကအပြင်မခံအောင်ဆောင်ပြီးတော့နာမည်ကောင်းမရတတ်ဘူးဒါပေမဲ့ကိုကခေါင်းဆောင်ကောင်းဖြစ်တယ်လက်အောက်ငယ်သားတွေကိုကိုရင်အားကိုတယ်ဗျဒီလိုပါတဲ့လူတွေအများစုထူးကြတာအသက်40ကျော်မှကောင်းစားနေတယ်လောကတန်ကိုတော်လေးကိုကြုံတွေ့ပြီးမှအောင်မြင်တဲ့သူတွေပါဩဇာတာကောင်းတယ်လို့ပြောပါမယ်ဆရာတယောက်ခေါင်းဆောင်တယောက်ဦးဆောင်နိုင်သူတယောက်ဖြစ်ပါလေဇေယထီယိုဟာပါခဲတဲ့လက္ခဏာတရက်လို့ပြောလို့ရပါတယ် အောက်ခြေကနေစတက်လာတဲ့လုပ်ငန်းရှင်တတိတော်များလက်ကိုကြည့်ပြသူတို့ရဲ့ဘဝဟာအသက်40နာဝန်းကျင်မှာစပြီးတော့အလောက်ကန်နေအောင်မြင်အဆင်ပြေလာတာများပါလိမ့်ဒီလိုလူတွေရဲ့လက္ခဏာမှာဇယထီယိုကလူတယောက်မှာ60ပါဟိုပါနေမှာပဲဖြစ်ပါတယ်မယုံရင်သင်နဲ့ရင်းနှီးတဲ့လုပ်ငန်းရှင်တတိတော်ရဲ့လက်ကိုသွားကြည့်လိုက်ပါနောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျနောက်တစ်ခုကတနင်္လာကျုံဘောကငားရုပ် တနင်္လာကျုံကုန်ပေါ်မှာငားရုပ်ကလည်းအင်မတန်မှပါခဲတဲ့လက္ခဏာအမှတ်သားပြတနင်္လာကျုံကုန်မှာငားရုပ်ပါရင်ပြောရမယ်ဆိုတော့ပြပအချိုးပိကံအရန်ကောင်းတယ်ပြပမှာပဲကြီးပွားချမ်းသာတတယ်တကယ်လို့ကိုကပြပမထုတ်ဘူးဆိုရင်လည်းကုသရေးဝန်လုပ်ငန်းရေလုပ်ငန်းငွေကြေးနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေငားလုပ်ငန်းတွေပြည်တွင်းပြပါတဲ့ဆက်နွယ်တဲ့ကုန်သွယ်လုပ်ငန်းတွေမှာအရန်ချိုးပိတယ်ပြတခြားကုန်သွယ်လုပ်ငန်းတွေလည်းချိုးပိပါတယ် ရှင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုထိုးချိုးပေးတယ်ဗျာအဲဒီလုပ်ငန်းတွေကြီးပွားအောင်မြင်တတ်တဲ့သူတွေများပါတယ်ဒီလိုမျိုးခီးသွောလမ်းပိုင်တော်မှာနိုင်ငံခြားအီကန်မုတ်ဆိုင်ရောက်မယ်ဆိုရင်ဒီလိုမျိုးတနင်္လာကျုံမှာငါရုတ်တင်ခင်တားကြီးတီးတတ်ပါတယ်သူဆိုရင်တော့ပြောဝင်ရမှာရှိတော့ပါနိုင်ငံရခြားမှာပဲဘဝကပြောင်းလဲသွားတဲ့အထိကျွယ်ဝချမ်းသာပါလိမ့်မယ်လို့ပြောချင်ပါတယ်နောက်တစ်ခုကိုပြောချင်ပါတယ်အောင်လန်တင်ခင်တား မိမိတို့လောဘပြင်မှာအောင်လံတင်ကြရပါလားကြည်ပါအောင်လံတင်ကြရပါတဲ့သူတွေဟာကံကောင်းတယ်လို့ပြောလို့ရပါတယ်ကြံဖန်မျိုးကံကောင်းတဲ့သူတွေပြဝန်နယ်လို့ရင်းနဲ့နေရာကောင်းရမယ်စီးပွားရေးလို့လည်းအောင်မြင်မယ်ထိတ်ဆုံးရောက်မယ်ဒီလိုလူတွေကအတိုက်ခိုက်အခက်ခဲတွေကိုအများကြီးကြောဖြတ်နိုင်ပြီးအောင်လန်ထူနယ်လူတွေလို့ပြောရင်မမဟုတ်ဗျာအောင်လန်တင်ကြတာကမိတ်ဆွေရဲ့ ဒီလက်တကျွယ်အောက်တင်းကွနေချုပ်ပေါ်မှာပါရင်တော့အကောင်းဆုံးပေါ့ဗျာတီးတန့်လေးဖြစ်နေတဲ့အွန်လိုင်းသင်္ကေတကအရန်ကိုပို့ပြီးအကျိုးပေးပါလေတချို့အွန်လိုင်းသင်္ကေတကတော့ဟိုလမ်းကြောင်းနဲ့ဆက်ဒီလမ်းကြောင်းနဲ့ဆက်ပြီးဖြစ်နေတဲ့အွန်လိုင်းသင်္ကေတမျိုးဖြစ်ပါလေဒါကတော့အကျိုးပေးကတီးတန့်ဖြစ်နေတဲ့လက်လောက်တော့အကျိုးမပေးဘူးလို့ပြောချင်ပါလေနောက်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျာဘရုံမာကြာဖူးတယ်ဗျာဘရုံမာကြာဖူးဆိုတာတောင်းတန်းကြာဖူးနဲ့မတူဘူးဗျ ဘရုံးမှာကြာဘူးပါသူတွေဟာလူတန်းတယောက်တော့မှခင်းလေးရှိတဲ့လက္ခဏာမျိုးပါဘမပါမလဲဆိုတော့လက်ညှိုးအောင်ကြာတာပရိဂျိုကုံမှာပါပါမယ်ကြာတာပရိဂျိုကုံမှာသိချကြည့်ပြကြက်ချီကိုလာချမ်းပုံလေးကဝိုက်ထားတဲ့ပုံလေးတွေ့ရပါလိမ့်မယ်ဒီလိုမျိုးကရှားပါတယ်ပြောရမယ်ဆိုရင်တော့တော်တော်လေးကိုရှားတဲ့လက္ခဏာလို့ပြောရပါမယ် အသက်40ကျော်ပြီးနောက်ပိုင်းဘဝအခြေအနေပြောင်းလဲသွားပါလိမ့်မယ်ပြည်ပနိုင်ငံရခြားအရန်ကြိုးပြပါတယ်ပြည်တွင်းပြည်ပလုပ်ငန်းတွေအရန်ကြိုးပြပါတယ်အကြောင်းမြတ်လုပ်ငန်းတွေအကျိုးပေးတဲ့ဦးစားတာအထူးကောင်းမှုနဲ့လက္ခဏာတရလို့ပြောလို့ရပါတယ်ဒါပေမဲ့တခြားလက္ခဏာတွေနဲ့ပေါင်းဆက်ပြီးတော့စစ်ဆေးဖို့တော့လိုပါသေးတယ်နောက်ထပ်ဘုဒ္ဓဖြစ်ဖွယ်ရာအကြောင်းတစ်ခုပြောချင်တယ်ဗျဒီဘုံကိုကြည့်ပါ အောင်မြင်းလမ်းကြောင်းကြီးဟာနှလုံးလမ်းကြောင်းထက် လက်ခလက်အောင်စနေဂျုံကွန်ဘောကိုခွဲခွားတဲ့တက်သွားတော့ကိုထူးထူးခြားခြားကြီးတွေ့ရပါလိမ့်မယ်။အလွန်ကောင်းမွန်တဲ့မင်္ဂလာအမှတ်သားတဲ့ဗျာ။အရှိန်ဝါဩဇာကြီးတဲ့လူများလေးစားတာခံရတယ်။ရာလူကြီးတော်ဝင်ကြီးတွေရတတ်တယ်။ကိုကမလို့ခြင်းလည်းရတတ်တယ်။စီးပွားဩဇာဖြစ်တဲ့ဩဇာရာကောင်းတယ်။ဒီလိုမျိုးအကျိုးကျေးဇူးတွေရတတ်ပါလေ။ဒါပေမဲ့ဒီလိုလူမျိုးတွေကအဲ့ဒီလိုအကျိုးကျေးဇူးမရခင်လောကတည်းရဲ့ရခဲ့မှုအခက်အခဲကိုတော့တော်တော်လေးကို ခံရပါတယ်။ဒါပြီးမှ မရိုင်းမလဲအစွမ်းရှိမှအောင်မြင်တယ်လို့ပြောလို့ရပါတယ်။နောက်လက္ခဏာတစ်ခုကတော့မိတ်ဆွေရဲ့လညိုအောင်ဇာတပလီဂျုံကမှာချက်ချေကကြီးပါလား။ဒီပုံမှာပြသလို့လညိုအောင်ဇာတပလီဂျုံကမှာချက်ချေကကြီးပါနေရင်တော့အလွန်ကောင်းတယ်ဗျ။ဘလို့ကောင်းလဲ။ဉာဏ်ပညာကောင်းပြီးတော့ထူးချွန်တက်မြတ်တယ်။အစင်တန်းမြင့်တဲ့အိမ်တော်ဘက်နဲ့ရတတဲ့။ဘဝမှာအိမ်အောင်ကြပြီးနောက်ဘဝအစဉ်တန်းတဖြည်းဖြည်းမြင်မလာတည်တယ်။ဒါပေမဲ့တခုရှိတာကဒီလိုလူမျိုးကအိမ်အောင်ကြတော့ နောက်ကျတဲ့ဗျချက်ချေဆိုတာကလက္ခဏာမှာဘယ်နေရာမှာပေါ်ပါအကျိုးမပေးပေမဲ့ဒီလက်ညှိုးအောက်ချမ်းသာပလေးချုပ်ကမှပိုင်တော့အခုပြောတဲ့ကောင်းကျိုးချမ်းသာတွေရတတ်တယ်လို့ပြောရမှာဖြစ်ပါတယ်နောက်ထပ်လက္ခဏာတစ်ခုပြောချင်တယ်ဗျဒီနှလုံးလမ်းကြောင်းကိုကြည့်ပါအတော်လေးကိုတယုံစစ်တွေ့တာတတဲ့နှလုံးလမ်းကြောင်းပါဒါပေမဲ့နှလုံးလမ်းကြောင်းကမလှဘူးဗျကျုံးတွေခံနေတယ်တန်ကျိုးပုံစံတွေရှိနေတယ် ဒီတော့ဒီလိုလူမျိုးကနှလုံးသားရေးရမှာခံစားရတာတွေများတယ်မျက်နှာများတဲ့လူနဲ့တွေ့တတ်တယ်အကြောင်းမျိုးမျိုးကြောင့်ဘဝမှာအသေးခဏခဏအကွဲတတ်တဲ့အသက်အရွယ်တစ်ခုထိပါပဲနောက်တစ်ခုကနှလုံးလမ်းကြောင်းမှာဖြားထွက်တဲ့လမ်းကြောင်းတွေကအောက်ကိုဆင်းနေတယ်ဒါကပါလဲဆိုတော့အချစ်ကြောင့်ဘဝမှာအဝဲဇက်တွေရှိတတ်တယ်အချစ်ကြောင့်ဘဝဖြစ်လို့ခမှန်ဖြစ်ရတတ်တယ်ဘဝမှာလူလေးလူညာတွေနဲ့ကြုံရတတ်ပါလေအင်မတန်သတိထားမဲ့လက္ခဏာမှန်သာပါ အိမ်တော်ကြကိန်းလည်းတတိထားမဲ့အချက်ဖြစ်ပါတယ်။ဒါကြောင့်အချိန်မှတွေ့ကြရလူတွေကိုမထားဘဲနဲ့လိန်မာပြီးကိုယ့်အတွက်အဆင်ပြေမဲ့လို့ပဲရွေးချယ်ပါ။ကိုယ့်ကိုသီးခံခွင့်လွတ်မဲ့လူ ကိုယ့်ကိုသီးခံနိုင်တဲ့လူနဲ့ဆိုရင်တော့မြဲပါလိမ့်မယ်။ဒါကလက္ခဏာရဲ့ဟောကွက်တစ်ခုပါ။လက္ခဏာမှာနှလုံးလမ်းကြောင်းကနှဆိုင်တာလည်းမကောင်းဘူးဗျ။နှလုံးလမ်းကြောင်းကအခုပြောတဲ့ တန်ခွေးစက်တွေကျုံးနေဖြစ်နေတာအမွားတွေအမွားတွေဖြစ်နေကြလဲမကောင်းများအေးဒီလိုလူမျိုးကနှလုံးသားရေးရအဆင်မပြေဘူးဆိုရင်တော့မဘာအဆင်မပြေဘူးလဲဆိုတော့ကျန်းမာရေးနဲ့ပတ်သက်ပြီးနှလုံးရောဂါဝေဒနာတွေဖြစ်ပေါ်တတ်ပါတယ်အင်မတန်သတိထားရမယ့်အချက်ဖြစ်ပါလိမ့်နောက်ထပ်လေးလာမိတဲ့တခုပြောခြင်းလည်းဗျဒီကပြောခြင်းတော့မျိုးသားတို့မှာပါခဲ့တဲ့ကံကောင်းစီတဲ့မဲ့တွေပါရေနာရွှေဦးအနာရွှေကျုပ် အကံကောင်းတဲ့မဲ့တွေပေါ့ကံမကောင်းတဲ့မဲ့တွေဆိုမျက်ရည်ခံမဲ့လို့ပေါ့ဗျာမဲ့နဲ့ပတ်သက်ပြီးပြောချင်တာပထမဆုံးအမျိုးသားနဲ့ပတ်သက်ပြီးမဲ့နဲ့မဲ့ပြောရရင်တော့မျိုးသားတို့ဟာရရင်လေတက်တက်မှာထင်ရှားတဲ့မဲ့တလုံးရှိရင်ရတနာရွှေအိုးလို့ခေါ်ပါလေဒီမဲ့မျိုးရှိခဲ့ရင်ဘဝမှာကြွယ်ဝချမ်းသာတက်တယ်နာမည်ကျော်ကြားကုန်တဲ့ထင်ရှားတဲ့အလောက်ဌာနတကူမှာကြီးခဲ့ဖြစ်တဲ့ဆင်းရဲဒုက္ခတွေလည်းခဏပြကြီးပွားချမ်းသာတက်ပါလေ နောက်တစ်ခုကယရနာရွှေကျုပ်ပြဘယ်ဘက်နဲ့ထင်မှာထင်ရှားတဲ့မဲ့ကြီးရှင်ယရနာရွှေကျုပ်လို့ခေါ်တယ်။ဒီမဲ့ပိုင်ရှင်အောင်ငယ်ရွယ်စဉ်ချိန်ကဆင်းရဲဒုက္ခမျိုးမျိုးကြုံတွေ့ရတတ်တယ်။ကြီးရင်တော့ကြီးပွားချမ်းသာတတ်တယ်။အကြီးကြီးဖြစ်တတ်တယ်ဘယ်နေရာမှမဆိုး။နောက်ပြီးတော့မကြာခဏလက်လာပါလေဝင်ရတတ်တယ်။သူ့ရဲ့အရေးချင်းကြောင့်ထင်ရှားတတ်တယ်။နာမည်ကုန်တဲ့ရင်ကြော်စောတတ်တယ်။စည်းစိမ်ဥစ္စာနဲ့ပြည့်ပြည့်စုံစုံနေရတတ်ပါလေ။ မြေကမဲ့ကဲမကောင်းတဲ့မဲ့ပြူဘယ်ဘက်အောက်မြခန်းနဲ့အထက်နှခန်းကြားမြေစီရလမ်းကြောင်းမှာထိရှားစွာမဲ့ရှင်မြေကမဲ့လို့ခေါ်တယ်ဗျဒီမဲ့မျိုးရှင်စိတ်မြန်တက်တယ်စင်ကြင်ညာနေပါတက်တယ်ဘဝမှာခန္ဓာကိုယ်မှာကြီးကြီးမားမားထိကြိုက်တက်တယ်ဥပ္ပစ္စေတာကံကြုံတွေ့ရတက်တယ်မမျိုးစနီးအိမ်တော်ပတ်တည်ဆုံးတက်ပါလေ ဒီလိုညာဘက်အောက်မြက်ခန်းနဲ့အထက်နှခန်းကြားမြေကြီးစီကလမ်းကြောင်းမှာထင်းရှားမှဲရှင်လေမြေကြီးခန်းပဲလို့ခေါ်တာပဲဗျဒီလိုမှဲရှင်တော့စိတ်ရှိတက်တဲ့စင်ကြင်ညာကောင်းနဲ့တူသိမ့်စွာနေတက်တဲ့စိတ်တော်ကတော့များရတယ်ဗျအလုပ်တစ်ခုအလုပ်ရင်စွဲတန်တန်နဲ့လှုပ်တတ်တယ်စပယ်တင်မဲ့ဘယ်ဘက်ပေါမှုမှာထူးထူးခြားခြားထင်းရှားတယ်မဲ့စပယ်တင်မဲ့ပြောဒီလိုမဲ့မျိုးရှိတဲ့သူကစိတ်သဘောထားကောင်းလုံးနဲ့ဓမ္မတရားနဲ့လောကကြီးကိုရှုမြင်တတ်တယ် သက်ရွယ်ကြီးရင်ယသိဟန်ပြုတ်တတ်တယ်။ချမ်းသာစွာနေရတတ်တယ်။မျက်မှောက်မှာပဲတရားထူးရရှိတတ်ပါလေ။ညာဘက်ပေါ့ပေါ့မှာတော့ထင်ရှားတဲ့မဲ့ရှင်စပယ်တိမဲ့လို့ခေါ်ပါလေ။စမ်းလို့ဝင်တဲ့လူချင်းလူခင်ရမ်းများတယ်။အိမ်တော်သက်များတယ်။မိမနဲ့ပတ်သက်ကြာခဏပြဿနာပေါ်တတ်တယ်။ရွယ်တင်နှုတ်ပြတယ်။စိတ်စေနာကောင်းထားရှိတယ်။လောကရနဲ့ကြုံတွေ့ရင်လည်းတရားသဘောနှလုံးသွင်းတတ်ပါလေ။ဒါကအမျိုးသားတွေနဲ့ပတ်သက်တဲ့ကောင်းတဲ့မဲ့နဲ့မကောင်းတဲ့မဲ့တွေကို ပြောပြတာဖြစ်ပါလေ။ လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေတင်ဆက်ပေးတာပါနားဆင်ပြီးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ